်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကီပြည်နယ်မြောက်ရီမြို့တောင်ပတ် KK Park Online ကြားဖြတ်ဝန်းအတွင်းကိုအော်တိုဘာလ24ရက်နေ့ညနေ9:00နာရီလောက်ကစစ်ကောင်မရှင်တပ်က drone နဲ့ဘုံတလုံးကျဲချဖျက်ဆီးခဲ့တယ်လို့ကြားဖြတ်လုပ်ငန်းကနေထွက်ပြေးတင်းရှောင်နေသူတွေစီကသိရပါဗျ။ ဒါပြင် KK Part Online ကြားဖြန့်ဝန်းကိုစစ်ကောင်မရှင်တပ်ကတနက်နေ့ပြစ်ခတ်တာ မိုင်းခွဲတာဒရုန်းပုံကျဲဖျက်ဆီးတာတွေနေတိုင်းလုံဆောင်နေတယ်လို့ဆိုပါတယ်မင်းညာကဒရုန်းနဲ့ပုံကျဲတဲ့နေရာမှာလူတွေမရှိတော့ဘဲဟန်ပြသဘောလုံးပြနေတာဖြစ်ပြီးတခါတလေတနက်တန်တွေပါကြားရတယ်လို့ကြားဖြန့်ကနေထွက်ပြေးတိမ်းရှောင်နေသူတို့ကပြောပါတယ် အော်တိုဘားလာ22ရက်နေ့မနက်ပိုင်းကတည်းက KK Part Online ကြားဖြန့်ဝန်တွင်ကိုစစ်ကောင်ရှင်တပ်ကဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေကြောင့်ကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ထောင်နေချီရဲ့နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးတိမ်ရှောင်ခဲ့ကြပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့ကိုတရုတ်၊ထိုင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယားနဲ့အာဂျင်တီးနားနိုင်ငံသားတွေထွက်ပြေးတိမ်ရှောင်ခဲ့ပြီးမြန်မာနိုင်ငံသားတွေကတော့သက်ဆိုင်ရာပြည်နယ်နဲ့မြို့တွေကိုပြန်လည်ဝင်ရောက်သွားကြတယ်လို့ထွက်ပြေးတိမ်ရှောင်လာသူတွေစီကသိရပါတယ်ရှင်။ 2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ်းပြီးတဲ့နောက်ဆေးအုပ်စုရဲ့အကြမ်းဖက်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးတွေအပါအဝင်မတန်ဆွမ်းသူစုစုပေါင်း118ယောက်သေဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်အော်တိုဝါလာ23ရက်နေ့ကနယူးယောက်မြို့မှာကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကောမဒီမှာမတန်ဆွမ်းသူတွေရဲ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုအစည်းအဝေးမှာဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ပတန်ဆွမ်းသူတွေအနေနဲ့အခြေခံခွင့်ရရပိုင်ခွင့်တွေကိုတောင်မခံစားနိုင်တော့ဘဲပြစ်မှတ်ထားအကြမ်းဖက်ခံရခြင်းနဲ့လူခွင့်ရချိုးဖောက်မှုတွေကိုရင်ဆိုင်နေရတယ်လို့သူကပြောပါတယ်။တည်ဆုံရတဲ့အကြောင်းရင်းတွေကတော့အများဆုံးဟာစစ်တပ်ရဲ့မြေပြင်စီးနှင်းမှု လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုစတဲ့အရသာပြည်သူနေထိုင်ရာဒေသတွေကိုမစင်မစင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်ရတယ်လို့ဆိုထားပါတယ်ရှင်။ပြည်ကရအော်တိုဘလာ19ရက်နေ့ည7:00နာရီဝန်းကျင်ကလည်း ဒလားမျိုးကိုဗဟုပြုပြီးပြင်းအား3.9ရစ်တာစကေးရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလျင်လှုပ်ခတ်မှုကိုရန်ကုန်မြို့ကနေတိတိတသားခန်းစားခဲ့ကြရပြီးတိုက်တွေဘက်ကနေဆင်းပြေးရတဲ့အထိစိုးရင်ခဲ့ရတယ်လို့မြို့ကန်တွေကပြောပါတယ်။အော်တိုဘာလ22ရက်နေ့ည10:00နာရီဝန်းကျင်မှာလဲရန်ကုန်တိုင်းကုန်းချံကုန်းမြို့နယ်9မိုင်အကွာကိုဗဟုပြုပြီးအင်အား3.2အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။အခုလိုငလျင်တွေမကြာခဏလှုပ်ခတ်နေတဲ့အတွက်ညဘက်တွေမှာဆိတ်ချလက်ချအိပ်ပျော်ဖို့ခက်ခဲပြီး အရေးကြီးပစ္စည်းတွေကိုအရေးပေါ်အခြေအနေမှာယူဆောင်သွားနိုင်အောင်ပြင်ဆင်ထားရတယ်လို့ရန်ကုန်မြို့ကတယောက်ကပြောပါတယ်။ဘူးရွာတာနဲ့အခွင့်မျိုးတွေမှာကိုနည်းနည်းအစွန်ဖက်ကမျိုးတွေဒီမှာကရေမြုပ်တော့ရေသားတွေပျော့နေပြီးတော့မှငလင်တစ်ခုခုဖြစ်မန္တလေးလောက်မပြင်းနိုင်တော့မှအရန်အပြည့်အစင်းများပြီးအရန်အသေးအပြောက်ဖြစ်မှာကိုကြောက်တယ်ရောပြင်ဆင်ထားတာကတော့ဘာတွေပြင်ဆင်ထားလဲဆိုရင်လေ passport တို့အလိုဆာရွက်စာတမ်းတို့ဘဏ်ကတ်တို့လေ တလုံးနဲ့ထည့်ထားလိုက်တယ်ပြီးတော့မိန်ကလေးသုံးပစ္စည်းတွေပေါ့ပစ္စည်းလည်းထည့်ထားတယ်ဆက်သွယ်ရမယ်ကပ်ပေါ့နော်အဲ့လို visioning ကလေးလည်းထည့်ထားတယ်အဲ့လိုပဲလုပ်ထားသေးတယ်ရောရန်ကုန်မြို့ဟာနယ်လင်ကြီးတွေအဓိကလှုပ်ခတ်တဲ့သခိုင်းပြည့်ရွေးနဲ့ကီလိုမီတာ30ဝန်းကျင်ဝေးပြီးမြို့နယ်အနီးတစ်ဝိုက်မှာပြင်းအားမြင့်ငလင်ကြီးတွေလှုပ်ခတ်နိုင်တဲ့ပြည့်ရွေးတွေမရှိနေဘူးလို့ငလင်ပညာရှင်တွေကပြောပါတယ်ရန်ကုန်မြို့အနီးတစ်ဝိုက်မှာပြည့်ရွေးငယ်တွေရှိတဲ့အတွက်ငလင်ငယ်လှုပ်ခတ်မှုတွေဖြစ်နိုင်ပေမဲ့ ငလင်ကြီးလောက်ခတ်ဘူးတာမရှိတဲ့အတွက်ငလင်ကြီးလောက်ခတ်ဖို့စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ငလင်ပညာရှင်တွေကပြောကြပါဗျ။ကံကူမျိုးရဲ့အောက်နဲ့အနီးဝန်းကျင်မှာတော့ပြည့်ပြည့်ငယ်တွေရှိနေတယ်။အဲဒီပြည့်ပြည့်ငယ်တွေကတော့ပြင်းအားပေါ့နော်။ magnitude 3 4လောက်ရှိတဲ့ငလင်တွေကတော့လှုပ်နေနိုင်တယ်။ဘူပြဿနာမရှိဘူးပေါ့နော်။ဒါတော့လည်းပဲတကယ်တကယ်ပြည်သူလူထုအနေနဲ့နိုင်တဲ့သတိထားရမယ့်ဟာကတော့ စကိုင်းပြတ်၍ပကူအပိုင်ကိုပဲကျွန်တော်တို့ကတရေထားဖို့လိုအပ်တဲ့ပေါ့ငလင်ကြီးတွေဘယ်နဲ့လှုပ်မဲမနဲ့ပြန်ကလှုပ်မဲနောက်တစ်ပတ်လှုပ်မဲနောက်လင်းကားနဲ့လှုပ်မဲဆိုတာမျိုးအဲ့လိုမျိုးကာလာတူပေါ့အခမ်းမန်းပူရတဲ့ခက်ခဲတယ်သူတွေတည်တယ်သူတွေနာပညာရှင်တွေကကြိုးစားစေပဲပြည်သူလူထုအနေနဲ့ကြောက်ရွံ့နေစရာမလိုဘူးဆိုရှယ်မီဒီယာမှာရေးနေတာမျိုးတွေပါတယ်ပေါ့နော်ငလင်လှုပ်ခတ်မယ်လို့ကာလာတို့ခံမှန်းမှုတွေမလုပ်နိုင်ပေမဲ့ဘူမိဗေဒပညာရှင်တွေလေ့လာထားတဲ့ကာလာရှည်ခံမှန်းပြောဆိုတာတွေကိုအလေးထားပြီး တတိထိုင်းနေထိုင်ကြဖို့ဆက်ပြောပါရစေ1930ခုနှစ်မှာတော့စကိုင်းပြည့်ရဲ့ဘကိုးအစ်စ်ပိုင်းကိုလှုပ်ခတ်ခဲ့တဲ့ဘကိုးငလင်ကတော့ရန်ကုန်မြို့ကနေခန်းစားခဲ့ကြရပြီးလူ90နီးပါးတည်ဆုံခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါဗျ။ကျမသီရိပါထိုင်းပြည်ရင်မဟာဗာဂျီယာလောင်ကွန်းရဲ့မယ်တော်ဖြစ်တဲ့ထိုင်းမိဖုရားကြီးစီရိခက်ဟာတတ်တော်63နှစ်အရွယ်မှာခွင်လွန်သွားပြီဖြစ်ကြောင်း တော်ဝင်အိမ်တော်ဘျူရိုကအော်တိုဝါလာ25ရက်နေ့စနေနေ့ဒီကနေ့မှာကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ် ပေးမာကြီးစေရိခေဟာ2019ခုနှစ်စက်တင်ဘာလ9ရက်နေ့ကတည်းကယောဂဝေဒနာများစွာကြောင့်ဆေးရုံတက်နေခဲ့ရတာဖြစ်ပြီးအော်တိုဘာလ18ရက်နေ့မှာတော့သွေးလန်းကြောင်ပိုးဝင်ခြင်းကြောင့်ဖျားနာခဲ့ရပါတယ်။ဆရာဝန်တွေကစေကူတာမှုပေးဖို့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်းမိဖုရားကြီးရဲ့အခြေအနေဟာတဖြည်းဖြည်းဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလ24ရက်နေ့တောက်ကြာနေ့နှောင်းပိုင်းည9:21မိနစ်မှာတော့ချူလာလောင်ကောင်းဆေးရုံမှာငြိမ်းချမ်းစွာကွယ်လွန်သွားပြီဖြစ်ကြောင်းတော်ဝင်အင်တော်ဘျူရိုကပြောကြားခဲ့ပါတယ်။မိဖုရား ားကြီးစီရီကေဟာခင်မုန်းဖြစ်သူကွယ်လွန်သူဘရင်ပူမိဘောအတူလျာဓာတ်နဲ့အတူဘရင်စနစ်ရဲ့အာဏာနဲ့ဂုံတိတ်ခါကိုပြန်လည်ရှင်သန်စေဖို့ဆယ်စုနှစ်များစွာကြာအောင်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့သူတို့ဖြစ်ပါတယ်ရှင်တန်းနဲ့ချီတဲ့အနီရောင်ကနန်းတွေဟာခရစ်စမတ်ကျွန်းကနေပင်လယ်ထဲကိုနှစ်စင်ပြောင်းရွှေ့တဲ့ခရီးစဉ်ဩစတြေးလျမှာစတင်နေပါပြီ။ ဒါကြောင့်ဒီတစ်ပတ်လုံးကျွန်းပေါ်မှာအနီရောင်ခနန်းတွေတန်းနဲ့ချီပြီးလမ်းမတွေပေါ်မှာမြင်တွေ့နေရပြီဖြစ်ပါတယ်။ခရစ်မတ်ကျွန်းရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့အနီရောင်ခနန်းတွေဟာကောင်ပေါင်းတန်းတရာကျော်ရှိပါတယ်။ဩစတြေးလျနိုင်ငံကလည်းဒီကျွန်းကိုကာဝယ်ဆောင်ရှောက်မှုတွေပြုလုပ်ထားပြီးအမျိုးသားပန်းခြံအဖြစ်သတ်မှတ်ထားပါတယ်။ ကျုံးပေါ်မှာနေကြတဲ့ခန်းတွေဟာပြီးခဲ့တဲ့ရက်အနည်းငယ်ကစပြီးပင်လယ်ထဲကို ပြောင်းရွှေ့တဲ့ခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီခန်းတွေဟာအော်စတြေးလျအနောက်ပိုင်းသမုဒ္ဒရာကမ်းခြေကိုမျိုးပွားဖို့တွားရောက်နေတာပါ။အဲ့ဒီကမ်းခြေမှာကနန်းမတွေကဥရေဥပီးတားပေါအောင်စောင်းရှောက်လေးရှိပြီးကနန်းထီးတွေကတော့အကုန်းနှမိုင်းကိုပြန်လေးရှိပါတယ်။ကနန်းမတကောင်ဟာဥပောင်းတသိန်းထိဥနိုင်ပြီးဒီဥရေကိုသမုတ်ရရဲကိုပို့ဆောင်มาဖြစ်ပါတယ်။ကနန်းဒီတွေပြောင်းရွှေ့တဲ့ရာသီမှာကျုံးပေါ်မှာရှိတဲ့လမ်းအများစုပိတ်ထားသလို ကနန်းတွေကိုစောင့်ရှောက်ပေးတဲ့ဝန်ထမ်းတွေလည်းထရှိပေးထားတာကိုတွေ့ရပါတယ်ရှင်။ DVO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်